င်္ဂလာပါ။ audio wine zone နိုင်မှကြိုးစားပါရစေ။ဇကုတကမှာတော့ PPA MA ဆိုတဲ့ Facebook အကောင့်ကနေ Great World Hotel နဲ့ပတ်သက်ပြီးတော့တင်ထားလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြပါအောင်ခင်ဗျာ။ Great World Hotel မန္တလေးနဲ့ပတ်သက်ပြီး Hotel ရှေးဘက်ခြမ်းအောက်မှာပိတ်မိနေတဲ့သူတွေကိုထုတ်ပေးဖို့ပိတ်မိနေသူတွေရဲ့မိသားစုဝင်တွေအတွက်အတူတူကူညီပြောပေးကြပါ။ အခုချိန်မှာအသက်ရှင်နေဖို့မျှော်လင့်ချက်မရှိတော့ပေမဲ့တည်ဆုံသွားသူရဲ့ခန္ဓာကိုယ်လေးဖြစ်ဖြစ်မြင်ရမှမိသားစုဝင်တွေတည်သူရဲ့နောက်ဆုံးခရီးလမ်းကို ကောင်းကောင်းမွန်မွန်ပို့ဆောင်ပေးခြင်းကြလာမို့ဟိုတယ်ရလူတွေနဲ့တိုက်ရက်အခြေပဲ့ချမ်းပြုတ်ပြီးပြည်နေတဲ့သူတွေထုတ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ဟိုတယ်ဘက်ကကယ်တင်စင်တော်ကလည်းအခြေပဲ့ချမ်းကိုကယ်တင်ခွင့်မပြုသလိုဖြိုချဖို့လည်းခွင့်မပြုပါဘူး။အခြေပဲ့မှာလူသိမ့်မရှိဘူးလို့ပဲတွင်တွင်ပြောပြီး လုံးဝကုညီကယ်ဆယ်ရေးသမားတွေကိုမကယ်ဆယ်ခိုင်းပါအရှိဘတ်ချမ်းဒီအက်ချိုကောင်တာမို့ဟိုတယ်မှာအခန်းပြန်အပ်ပြီးကားလာကြိုမှာထိုင်ဆောင်နေကြတဲ့သူတွေပြီးကုန်ကြတာပါတေချာပေါက်အဲ့နေရာမှာတိုက်ပြိုပြီးပြစ်နေတဲ့သူတွေရှိနေပါတယ်တိုက်ပြီးမိနေသူတွေရဲ့မိသားစုဝင်တွေအားလုံးကကိုယ့်မိသားစုဝင်တွေရှေ့ချောင်းပြောတော့ဘာမှမပြောတော့ပါဘူးဘာမှလည်းမလုပ်ပေးသေးပါဘူးဟိုတယ်မှာဘာတောင်းဝန်မှမရှိသလိုဘာမှလည်းတောင်းဝန်မယူဘူးလို့ ဟိုတယ်ဘက်ကပြောပါတယ်။စဖြစ်တဲ့ကဟိုတယ်ဘက်ကကယ်ဆယ်ရေးလုပ်ဖို့အနေရရှိလို့အနာမကက်ခံတာလို့လို့ကယ်ဆယ်ရေးတွေကပစ္စည်းမဆုံလို့မလောက်တာလို့လို့နဲ့အချိန်9ရက်ကျော်တဲ့အထိဘာမှမလုပ်ခဲ့ပါဘူး။ကယ်ဆယ်ရေးတွေရောက်လာပြီးပြန်သွားချရတာပါ။၃ရက်မြောက်ညမှာကယ်ဆယ်ရေးစဝင်တော့တညနဲ့တမနဲ့ဟိုတယ်နောက်ဖက်ချမ်းကိုပဲကယ်ဆယ်ရေးလုပ်ပြီးရှင်နေသူမရှိတော့လို့နားပြီဆိုပြီးကြားပါတယ်။ ဟိုတယ်ရှေ့ဘက်ချမ်းကိုလုံးဝကယ်ဆယ်ရေးမလုပ်ပေးပါဘူးဒီလိုကယ်ဆယ်ရေးလုပ်ရတာလည်းဟိုတယ်ခွင့်ပြုမှလုပ်ခွင့်ရလာပါတယ်ရှင်ဟိုတယ်ဘက်ကသူတို့ပြက်စီးနေပြီးသားဟိုတယ်ကိုဖြုတ်ခွင့်မပြုပါဘူးအထက်ကိုစာတင်ရမှာဆိုတဲ့အကြောင်းပြချက်နဲ့ခုနှစ်ရက်မြောက်တဲ့နေ့အထိဒီတိုင်းမှာပဲတို့ချဖို့ခွင့်မပြုတာကအပေါ်ရက်မှာလာတဲခိုးတဲ့သူတွေကတံပိုးကြီးပစ္စည်းတွေပါလို့လို့အကြောင်းပြချက်ပေးပေမဲ့ထောက်ခွင့်မပေးပါဘူး ိုင်ငံသားသားရဲ့ပစ္စည်းတွေကိုတော့ထောက်ခွင့်ပေးပါတယ်။လက်ထိုးထားလို့လို့လည်းကြားပါတယ်။ဟိုတယ်ပိုင်ရှင်ကိုအရှိရက်တွေကဖုန်းနဲ့ဆက်သွယ်လို့ရသေးတယ်။ခုဖုန်းတွေဆက်ရင်အရှိဘတ်ချန်ကပေးမိသူတွေရဲ့မိသားစုဝင်မှန်းသိရင်ဖုန်းကိုချပစ်ပါတယ်။အခုကဟိုတယ်ရှိမှအမိုက်ကောက်တန်ရှင်ရေးပဲလုပ်နေတယ်။တိုက်ပြိုပြီးပြိမိနေသူ မိသားစုဝင်တွေအားလုံးဖြစ်တဲ့နေ့တွေကဟိုတယ်နောက်ဖက်ချမ်းမှာနေညမပြတ် မျောလင်းချက်လေးနဲ့စောင့်နေကြတာပါရက်တွေအရန်ကြာတော့မရှင်တော့ရင်တောင်တည်ဆုံးသူခန္ဓာကိုယ်လေးတော့ပြန်လိုချင်ကြရလေထုံနှန်းစင်လာရ နောက်ဆုံးခီးလေးတော့တည်တည်ချာချာလှုပ်ပေးချင်ကြတာကိုဟိုတယ်ဘက်ကဘာတခုမှပူပေါင်းပေးခြင်းမရှိပဲတည်ဆုံးသူခန္ဓာကိုယ်လေးကိုတောင်ထောက်ခွင့်မပေးပါဘူးမိသားစုဝင်တွေအားလုံးကိုယ့်လူတွေရဲ့ဘာစားနာမှတောင်မရပဲပြန်နိုင်ပါဘူးတခုခုတော့လှုပ်ပေးစေချင်တာပါ ။တဘာဝပဲကြောင့်တာဝန်မရှိဘူးဆိုရင်တောင်ကိုဟိုတယ်မှာပြိနေသူတွေကိုဘယ်နေရာမှာပြိနေပြိနေကယ်ဆယ်ထုတ်ပေးတဲ့နာလူကျင်းဝတ်မဟုတ်လား။ကယ်ဖို့ထုတ်ပေးဖို့ဖြိုဖို့တောင်ခွင့်ပြုချက်မပေးနိုင်နဲ့။တတ်မဲ့ပစ္စည်းပေါ်အတ္တကြီးမှုကိုပိတ်မိနေသူမိသားစုဝင်တွေကဆွေမျိုးမိတ္တဟာတွေရောဘယ်လိုမှနားလည်ပေးလို့မရပါဘူး။ဟိုတယ်ဘက်ကစူးစမ်းပေးရတဲ့အတက်ရှင်လည်းမရတာဆိုရင်တည်ဆုံးသူမိသားစုတွေအနေနဲ့ လက်ခံပေးလို့ရပါသေးတယ်။ခုကလူလဲဆုံးရှုံးသူတို့အတွက်ဘာတစ်ခုမှပြန်မလုပ်ပေးနိုင်တဲ့ခံစားချက်ချင်းနဲ့ဖြစ်နေကြပါတယ်။အထဲမှာရှိနေတဲ့သူတွေကလည်းသက်ဆိုင်ရာမိသားစုတွေရဲ့တံမိုးမဖြတ်နိုင်တဲ့အဖိုးတံတွေမို့လို့သက်မဲ့ပစ္စည်းတွေကိုမငဲကွက်ပဲဟိုတယ်အနေနဲ့ပူးပေါင်းပေးသင့်တယ်လို့ထင်ပါတယ်။